thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုံနေနဲ့ငလင်ပေးခေစိန်လုံးမဲ့မြည်သည့်ဖွဲ့မစိုးတီးကြလွတ်လပ်စွာရက်တီဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပြီးစစ်ကောင်စီနဲ့ပူရဲဆောင်ရွက်မှခွင့်ပြုမယ်လို့ဆိုဝင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံအလဲပိုင်းမှာမလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ပေးခေစိန်လုံးမဲ့မြည်သည့်ဖွဲ့မစိုးတီးကြလွတ်လပ်စွာရက်တီဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပြီးစစ်ကောင်စီနဲ့ပူရဲဆောင်ရွက်မှခွင့်ပြုမယ်လို့အကြမ်းဖက်ဒုတိယစစ် ်ကောင်ဆောင်စိုးဝင်းကပြောဆိုလိုက်ပါတယ်။မင်းကနေပြီးတော့မှပြုလုပ်တဲ့စစ်ကောင်စီအထူးစည်းဝေးမှာအစံဖတ်စိုးဝင်းကထပ်ပါတိုင်းပြောဆိုလိုက်တာပါ။ကုညီကယ်ဆယ်ရေးဖွဲ့ရင်းအနေနဲ့မြေတီအဖွဲ့စည်းကိုမဆိုးတီးကြလွတ်လပ်စွာရည်တည်ဆောင်ရွက်ခွင့်မရှိဘဲဂျိုတင်ခွင့်ပြုချက်တောင်းခံထားတဲ့အဖွဲ့စည်းများပြည်ရန်လိုပြီးသက်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားမှာဖြစ်တယ်ဆိုတာကိုမူဝါဒတည်းရဲ့အနေနဲ့ဆောင်ရွက်သွားဖို့လိုကြောင်းတိုင်းဒေသကြီးနဲ့ပြည်내ဝန်ကြီးချုပ်တွေအနေနဲ့မိမိတို့သက်ဆိုင်ရာနယ်မြေတွေကိုရောက်ရှိလာတဲ့ကုညီအဖွဲ့စည်းများ NGO အဖွဲ့အစည်းများကိုမိမိတို့ကူညီကြတဲ့အဖွဲ့များနဲ့အတူတကွာပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားဖို့လိုကြောင်းအကြံဖက်ဇဝင်ကပြောပါရယ်အကြံဖက်စစ်ကောင်စီကငလင်တန်တဲ့ဒေသများမှာပြည်သူများထံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုပိတ်ပင်ကန့်သတ်နေပြီးအထူးသဖြင့်စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ပြည်သူတွေထံကိုအကူအညီများမရောက်ရှိစေဖို့တားဆီးခြင်းတိုက်ခိုက်မှုများလုပ်ခြင်းများဆောင်ရွက်နေကြောင်း ကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာယုံကအပီလာ၄ရက်နေ့မှာသတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။အကြံဘတ်စတက်ကတွန်လိုင်းတပ်ဖွဲ့များစုမိုးနေတဲ့ငလင်တန်တဲ့ဒေသမှာပြည်သူတွေထံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများမရောက်ရှိစေဖို့ကန့်သက်ပိတ်ပင်နေကြောင်းဒါအပြင်မလ28ရက်နေ့ငလင်လုခတ်ပြီးရဲ့နောက်စတက်ကလေကြောင်းတိုက်ခိုက်မှုအပအဝင်တိုက်ခိုက်မှုပေါင်း53ခုကိုလုဆောင်ခဲ့ကြောင်း၎င်းတို့အနက်မှစစ်ကောင်စီရဲ့တိုက်ခိုက်မှုပေါင်း16ခုမှာအပီလာ၄ရက်နေ့စစ်ကောင်စီကအပြစ်ခံရဲစဲတွေလူကြီးများပြီးရဲ့နောက်လုဆောင်ခဲ့ခြင်းဖြစ်ကြောင်းကုလသမဂ္ဂကဆိုပါတယ် ပြည်တွင်းမှာလည်းစစ်ကောင်စီရဲ့တားဆီးမှုတွေအပါအဝင် လုံခြုံရေးစိုးရိမ်ရမှုတွေကြောင့်စကိုင်းနဲ့ပဲခူးတိုင်းတွင်ရှိငလျင်ဖေးတင်ပြည်သူတွေမှာလူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိခြင်းမရှိကြောင်းဒေတာပရာဟီတာနဲ့အလူရှင်တွေကစစ်ကောင်စီထိန်းချုပ်ထားတဲ့စကိုင်းမြို့ပေါ်မှာသာအကူအညီတွေလာရောက်ပေးအပ်နေကြပြီးစကိုင်းမြို့ပြင်ပတော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ဒေတာတွေကိုတွားရောက်လူဒဏ်ဖို့စစ်တပ်ရဲ့တားဆီးမှုတွေခံနေရကြောင်းကယ်ဆယ်ဖွဲ့များထံမှသိရပါဗျာ။ အလားတူပဲခူးတိုင်းတွင်းရှိဒန်းတပင်အုပ်တွင်းနဲ့တောင်ကုမြို့နယ်တွင်းရှိငလီဘင်းတင်ဒေသတွင်ကိုလည်းလူသားချင်းစာနာထောက်ထားမှုအကူအညီပေးနိုင်ဖို့ကစစ်တပ်ရဲ့တားဆီးမှုတွေခံနေရကြောင်းသိရပါတယ်။ဒီတောင်ကုမြို့ပေါ်ကအကျော်ဆိုရင်ကျွန်တော်တို့ကိုအသွားမခံဘူး၊ရှိခါဆန်စီစားပိုင်ရင်သွားခွင့်မပေးဘူး၊မြို့ပေါ်မှာပဲအလူပစ္စည်းတွေထားခဲ့ရမယ်ပြောတယ်လို့ဒန်းတပင်ရှိငလီဘင်းတင်ပြည်သူများကူညီရန်သွားရောက်ခဲ့တယ်။ပုတ်ကလေးကအလူရှင်အဖွဲ့တစ်ခုကသတင်းဌာနကိုပြောပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ငလီတန်ခံရတဲ့ညာရွှေမြို့နယ်ကိုစစ်တပ်နဲ့ပေါင်းပြီးစစ်ကြောင်းထုံးမယ်လို့ PNE ပြည်သူ့စစ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ PNE ကဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြည်သူများခက်ခဲနေခြင်းအခွင့်ကောင်းယူပြီးထိုးစစ်ဆင်ဖို့ကြေညာခြင်းလို့တော်လိုင်းတက်တွေကပြောပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ကိုစစ်တပ်နဲ့ပူးပေါင်းပြီးစစ်ကြောင်းထိုးမယ်လို့စစ်ကောင်စီလက်အောက်ခံ PNE ပြည်သူ့စစ်က AP 6ရက်နေ့မှာကြေညာပါတယ်။ညောင်ရွှေမြို့နယ်ကငလင်တန်ခန်းစားခဲ့ရတဲ့ဒေသတစ်ခုဖြစ်ပြီးတည်ဆုံတဲ့ဒေသခံဦးရေတရားထက်မင်းရှိတော်လဲ PNE ပြည်သူ့စစ်က၎င်းတို့ဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြည်သူများခက်ခဲနေခြင်းခွင့်ကောင်းယူ ူပြီးထိုးစစ်ဆင်ဖို့ကြေညာခြင်းလို့တော်လိုင်းတပွဲတချို့ကပြောပါတယ်စစ်ကောင်စီတပ်နဲ့ PNP ပြည်သူစစ်ကြောင်းထိုးမဲ့ခြေရွာတွေမှာညောင်ရွှေမြို့နယ်တောင်ပိုင်းအင်းလေးဒေသအောက်ချမ်းရှိစံကားကြီးပါအောင်စုထီးခုရွာရေပူရွာတောင်ပုတ်ကွဲရွာနဲ့ညောင်လေးပင်ခြေရွာတို့ပါဝင်ပါတယ် စာကစားနဲ့ PNO PNE ဘူပေါင်းဖွဲ့တွေကိုကျွန်တော်တို့တော်လိုင်းဘူပေါင်းဖွဲ့တွေတိုက်ထုတ်ခဲ့တဲ့ညောင်လေးပင်တိုက်ပွဲကပြီးတဲ့အထိရွာအလုံးမှာပြည်သူတွေအေးအေးဆေးဆေးကျွန်တော်တို့နဲ့တသားတည်းနေခဲ့ကြတာပါလို့အင်းလီပြည်သူကာကွယ်တပ်မတော်အင်းလီ PDF ရဲ့ပြောရေးဆိုခွင့်ရှိသူကိုအင်းသွေးနီကသတင်းဌာနကိုပြောပါရယ် PNE ပြည်သူစစ်ကရေပူအိမ်မူနန်းတုံညောင်လေးပင်တပ်ဖို့ကွယ်ကုန်းတာဟိုပန်ဖျားတောင်စတဲ့ကျေးရွာတွေကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်လက်နက်ကြီးများနဲ့အရက်သားပြစ်မှတ်ထားရည်ရွယ်ချက်ရှိရှိနေစဉ်ရက်ဆက်တိုက်ခိုက်နေတယ်လို့၎င်းကဆက်ပြောပါရယ် ်အခုနှစ်လာစပိုင်းကစပြီး BNO ရဲ့တိုင်ရင်တင်းနဲ့တိုင်ရင်ခုနှစ်တို့ကညောင်ရှင်မြို့နယ်အင်းလီဒေတာရေဘူးကျင်းရွာနီကိုထိုးစစ်ဆင်ရမှာဒီကိတ်တည်ဆောက်မှုတွေနဲ့ပြန်လည်ဆောက်ခွာခင်ရပါတယ်အခုလိုမျိုးကျွန်တော်တို့တော်လိုင်းဖွဲ့တွေကိုတောင်းချမ်းနေတဲ့အကြောင်းရွာသားတွေမနေရပါဘူးလို့ပြောလုံနေတာသူတို့ရဲ့လုံယုံလုံစင်မှာပဲလို့ရှမ်းပြည်တောင်ပိုင်းမှာကာကွယ်တပ်ဖွဲ့ဝင်တအုပ်က PNE ပြည်သူ့စစ်ရဲကြီးညာချက်ကိုရှင်းပြပါတယ် PNE ပြည်သူ့စစ်ကအင်းလီဒေတာရှိအရက်သားပြည်သူတွေကိုတိုက်ခိုက်တပ်ဖြတ်ခင်းမှုတွေကိုစနစ်တကျမှတ်တမ်းတင်ပြုစုထားကြောင်းလည်းအင်းလ င်းလေးလူဒုလူရှာမှုဖွဲ့တာဝန်ရှိသူကအတည်ပြုပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတနေ့သူတို့တာဝန်ရှိသူတွေကျူးလွန်သူတွေအနေနဲ့တာဝန်ယူရမှာပဲကျွန်တော်တို့လည်းအရင်ယူဆောင်ရွက်မှုတွေလုပ်မှာပါလို့၎င်းကပြောပါရယ် 2022ခုနှစ်ကစပြီး BNO BNE ပြည်သူစကအာနာသိန်းစစ်တပ်နဲ့ပူးပေါင်းပြီး၎င်းရဲ့နေမည်ဖြစ်တဲ့အတူတီသားချောင်းမှလူငယ်များကိုအတင်းအဓမ္မပြည်သူစေဖြစ်သွတ်သွင်းပြီးလူလူဓမ္မစက်ကြီးများကောက်ယူလျက်ရှိကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။စကိုင်းမြို့နီကိုပဟိုပြုလောက်ခတ်ခဲ့တဲ့စကိုင်းငလင်ကိုမန္တလေးငလင်လို့စစ်ကောင်စီကအမည်သတ်မှတ်လိုက်ပြီးမီဒီယာတွေကပါသုံးလုံးရန်ဖိအားပေးလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းမြို့နီကိုပဟိုပြုလောက်ခတ်ခဲ့တဲ့စကိုင်းငလင်ကိုမန္တလေးငလင်ကြီးလို့ခေါ်ဝေါ်ဖို့စစ်ကောင်စီကအမည်သတ်မှတ် တ်ကြောင်းအကျန်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်စောမင်းထွန်းကထုတ်ပြန်ပြောဆိုပါတယ်စစ်ကောင်စီကမန္တလေးငလင်ကြီးလိုအမည်ပေးထားတော်လဲလက်တွေ့မှာငလင်မှာစကားမျိုးနီကိုအဓိကဗဟုပြုပြီးလှုပ်ခတ်သွားတာဖြစ်ပါတယ်မလ28ရက်နေ့ညနေ12:50မိနစ်50အချိန်စကားမျိုးရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာမြေအောက်30ကီလိုမီတာကိုဗဟုပြုပြီးပြင်အား9.8အဆင့်ရှိလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းစကိုင်းမန္တလေးနေပြီးတော့ပါဝေးမြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာလူသေဆုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုများစွာကြုံတွေ့ရပြီးရင်နောက် အကြံဖက်စစ်ကောင်စီကအဲ့ဒီငလင်ကိုမန္တလေးငလင်ကြီးတို့ခေါ်ဝေါ်တုံးဆွဲဖို့တမန်လိုက်တာဖြစ်ကြောင်းထုတ်ပြန်လာပါတယ်။တရင်မီဒီယာတွေအနေနဲ့လည်းစစ်ကောင်စီကတတ်မှတ်ထားတဲ့အတိုင်းမန္တလေးငလင်ကြီးလို့သာတုံးဆွဲဖို့လဲဇော်မင်းထွန်းကဖိအားပေးလာပါတယ် မီဒီယာတွေအနေနဲ့ကလည်းငလင်ကြီးကိုရည်ညွှန်းခေါ်ဆိုတုံ့ဆွန်ရေးသားရမှာမန္တလေးငလင်ကြီးလို့ရေးသားပေးကြဖို့မြစ်တာရက်ခံလိုပါတယ်လို့အကြမ်းဖက်ဆောင်မင်းထွန်းကပြောဆိုပါတယ်။ပြည်ရင်းနဲ့ပြည်ပဘူမိဗေဒငလင်ကျွမ်းကျင်ပညာရှင်တွေကမလ28ရက်လောက်ခတ်ခဲ့တဲ့ငလင်မှာဇကိုင်းပြည်ရင်းကြောင့်အဓိကလောက်ခတ်ခဲ့တာဖြစ်ကြောင်းဇကိုင်းမြို့အနီးကအဓိကဗဟိုပြုပြီးလောက်ခတ်ခဲ့ကြောင်းသတင်းတွေကထုတ်ပြန်ပြောဆိုပါတယ်။ဇကိုင်းမြို့အနီးကိုဗဟိုပြုလောက်ခတ်ခဲ့တဲ့ဇကိုင်းငလင်ကြီးကြောင့်လက်ရှိအချိန်အထိလူအနည်းဆုံး3500ကျော်သေဆုံးပြီးထောင်ချီပြီးဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုံ ီနဲ့တနိုင်းမြို့တိုက်ပွဲမှာစစ်ကောင်စီတပ်ပတ်မှဘိုဝင်းမိုးကျော်တိစုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်တနိုင်းမြို့တိုက်ပွဲမှာစစ်ကောင်စီတပ်ပတ်မှဘိုဝင်းမိုးကျော်တိစုံသွားခဲ့ကြောင်း၎င်းရဲ့မိတ်ဆွေတွေကပြောပြခဲ့ပါတယ်။အီပီလာနှစ်ရက်နေတနိုင်းမြို့တိုက်ပွဲမှာဘိုဝင်းမိုးကျော်ကကြီထိမှန်တိစုံခဲ့တာဖြစ်ပြီး ရှုပ်လောင်ကိုရှေ့တန်းမှသာတကြုံလိုက်ကြောင်းတည်ဆုံသွားတဲ့ဘဝင်းမို့ကြောင့်အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်စစ်တပ်ထဲမှထွက်ပေါ်ကြိုးပမ်းခဲ့တော်လဲမိသားစုဝင်တွေကိုစစ်တပ်ကဒုက္ခပေးမှကိုစိုးရိမ်နာကြောင်းဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီးရဲ့နောက်တည်ဆုံသွားကြောင်းသိရပါတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပါတော့တပ်ထဲမှမနေချင်တော့ဘူးလို့ခဏခဏပြောပါတယ်ထွက်ရင်လဲထောင်နဲ့20ကြာခံရမယ်ထွက်ပြေးရင်လဲမိဘတွေကိုစစ်တပ်ကဒုက္ခပေးမှကြောက်တာနဲ့အခုတော့တိုက်ပွဲကျသွားပြီသူကမန္တလေးတိုင်းပျော်ဝယ်မြို့နယ်ဇာတိပါဒီနေ့ရှင်းရနေ့ကသူ့ရဲ့ရှယ်လဲပါအလောင်းတောင်မမြင်လိုက်ရဘူးသူမိဘတွေကနိုင် င်းရက်လည်းတရားနာအမျှဝေလိုက်တာပါလို့မိတ်ဆွေဖြစ်သူကပြောပါရယ်။ကချင်ပြည်နယ်တိုင်းမြို့နယ်မှာစစ်ကောင်စီတပ်တွေနဲ့ကရင်ဦးဆောင်နဲ့တော်လိုင်းတပ်တွေအကြားထိတွေ့တိုက်ပွဲတွေမကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိပြီးစီးရီးတင်းမာလျက်ရှိကြောင်းကရင်တရင်ရင်းမြစ်တွေစီမသိရပါရယ်ရှင်။မန္တလေးမှာငလျင်ကြောင်ပြိုကျခဲ့တဲ့ဂရေဝါဟိုတယ်အတွင်းရှိပိတ်မိနေသူများနဲ့သေဆုံးအလောင်းများထောက်ယူဖို့ယူခွင့်နဲ့ဟိုတယ်အုပ်ချုပ်ရေးဖွဲ့ကကန့်သတ်မှုတွေလုပ်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးမှာငလင်းကြောင်ပြူချခဲ့တဲ့ Grey World Hotel အတွင်းရှိပိတ်မိနေသူများနဲ့တင်းဆောင်အလောင်းများထုတ်ယူဖို့ယူခွင့် Hotel အုပ်ချုပ်ရေးဘက်ကကန့်သတ်မှုတွေလုပ်လာနေကြောင်းသိရပါတယ်။မလ28ရက်နေ့နေ့လယ်ပိုင်းလောက်ကတ်ခဲ့တဲ့ငလင်းကြောင်မန္တလေးမြို့ရှိ Grey World Hotel ပြူချပျက်စီးခဲ့ကြောင်းအဲဒီနောက်ရှာဖွေရေးလုပ်ငန်းများခဏတာလုံဆောင်ပြီးရင်နောက်မလ31ရက်နေ့ညပိုင်းကစတင်ပြီးပိတ်မိနေတဲ့ပြည်သူများနဲ့တင်းဆောင်ပြည်သူများရဲ့ရှုံလောင်းများထုတ်ပေါ်တင်ယူခွင့်ကို Hotel ပိုင်ရှင်ကစတင်ကန့်သတ်နေကြောင်းသိရပါတယ်။လက်ရှိအချိန်ထိ Grey World Hotel ကအသက်ရှင် လျက်ကဲထုတ်နိုင်သူနှစ်ဦးနဲ့တင်းဆောင်လောင်းနှလောင်းကိုသာထုတ်ယူနိုင်သေးပြီးကေဆင်ရှာဖွေမှုတွေစက်မလုပ်ဖို့ Great World Hotel အုပ်ချုပ်ရေးဖွဲ့ကမလ31ရက်နေ့မှာစတင်ကန့်သတ်မှုတွေလုပ်လာတယ်လို့သိရပါဗျာ။ မန္တလေးမြို့ရှိဂရိတ်ဝဟိုတယ်မှာတဲကိုသူအေစင်းကိုကင်းစိန်ဖွဲ့ရီနဲ့တက်ဆိုင်ရာမိသားစုဝင်တွေကထုတ်ပြန်ပေးဖို့တောင်းဆိုခဲ့တယ်လို့ဟိုတယ်တာဝန်ရှိသူတွေကလူစင်းထုတ်ပြန်ပေးဖို့ညှင်းဆန်လျက်ရှိကြောင်းပိတ်မိနေသူတွေရဲ့ကြံ့ရည်သူမိသားစုဝင်တွေနဲ့ပရဟိတဖွဲ့ရီကပူးပေါင်းကရှာဖွေကင်းစင်မှုတွေကိုမိမိအစီအစဉ်နဲ့ဆောင်ရွက်မယ်လို့ဟိုတယ်ကိုအကြောင်းကြားတယ်လို့ဟိုတယ်အုပ်ချုပ်ရေးဖွဲ့ကခွင့်မပြုကြောင်းသိရပါတယ်။ နိုင်ငံတကာကေဆိန်အဖွဲ့ဝင်များဒေသခံပရာဟီတာကေဆိန်အဖွဲ့တွေရဲ့ရှာဖွေကူညီကေဆိန်မှုတွေကို Great World Hotel ဘက်ကကန့်သတ်မှုတွေလုပ်လာတဲ့ပေါ်ရှင်းရှင်းလင်းလင်းသိရှိနိုင်ဖို့တန်ရည်သူမိသားစုတွေကလိုလားနေကြောင်းသိရပါတယ်။အဆိုပါဟိုတယ်မှာကြားဖြန့်ခဲ့သောတရားမဝင်ကိစ္စရပ်များတရားမဝင်ဖြစ်စီဒါမှမဟုတ်လုပ်ငန်းများရှိနေတဲ့အတွက်ကြောင့်ဟိုတယ်ကိုအင်အားအပြည့်ရှာဖွေကေဆိန်ခွင့်မပေးခြင်းဖြစ်နိုင်နေဆိုတဲ့သုံးသပ်မှုတွေလည်းရှိနေကြောင်းသိရပါတယ်။